ချမှုတွေကြုံနေဘာကြောင့်မို့လို့ပေါ့ဗျာနော်ဟိုစကန်းတွေကြားရလဲဆိုရှင်ခင်ဗျားတို့နာဆာကကိုယ်တိုင်ကသစ္စာရှိမှုမှာအားနည်းနေရအောင်တော့တွေ့ရတယ်အဲ့တော့လုံထုံးလုံနီးတွေဂတိစကားတွေအဲစာချုပ်စာတမ်းတွေကိုလေးစားပါလို့ကျွန်တော်ပြောချင်တယ်ပေါ့ဗျာနော်အဓိကဘေးရောက်ကိုထောက်ဆပြီးပြောချင်တယ်ဆိုလို့ရှိရင်ပသိမ်အထင်ကျင်းထောင်ပေါ့နော်ကျင်းထောင်နေမှာတက်ပြေးမှုတွေနဲ့အဲတက်ပြေးမှုတွေနဲ့ဒီပေါ့နော်ထောင်ကျခံရရတယ်အဲ အဲတက်ပြေးမှုနဲ့ထောင်ကြပြီးဟေးဆိုလို့ရှင်ထောင်ထဲမှာကောင်းကောင်းဆော့ဘလော့တီးတယ်ပေါ့ဗျာနော်ကောင်းကောင်းကိုအဲပညာတွေပြီးတဲ့ပုံစံတွေပြီးထောင်ထဲမှာမနေချင်အောင်ပေါ့ထောင်ထဲမှာမနေချင်ဘူးဆိုလို့ရှင်တို့ကိုမေးတယ်မင်းတို့တွေအဲစစ်တပ်ထဲမှာတာဝန်ပြန်ထမ်းဆောင်မလားတာဝန်ပြန်ထမ်းဆောင်မယ်ဟေးဆိုလို့ရှင်တော့ထောင်ထဲကထွက်ခွင့်ရမယ်အဲထောင်ထဲကထွက်ခွင့်ရမယ်ဟေးဆိုရင်အဲလစာလေးရမယ် နာမည်စာချုပ်တည်းရှိတယ်မင်းတို့စာချုပ်လည်းချုပ်ပေးမယ်ဟုတ်ပြီတချို့ဆိုလို့ရှိရင်ထောင်ထဲမှာနှစ်နှစ်လောက်ကြာတယ်တစ်နှစ်နေခဲ့ပြီးသွားပြီတစ်နှစ်နေခဲ့ကြာတဲ့တစ်နှစ်ကိုသူတို့မနေထောင်ထဲမှာမနေကြင်အောင်ပေါ့ဗျာနော်ပညာတွေပေးခံရတဲ့ခါကြတော့အဲသူတို့ကလည်းထောင်ထဲမှာနေမဲ့တူတူပေါ့ကွာနော်ဟိုစစ်သားပဲစစ်ပြန်တိုက်မယ်ဆိုပြီးတော့ဒါသူတို့ပြန်ပြီးသဘောတူညီလိုက်သဘောတူညီတဲ့ခါမှာစာချုပ်ချုပ်တယ်စာချုပ်ချုပ်တဲ့ခါမှာဟုတ်ပြီမင်းထောင်ထဲမှာကြာတာနှစ်နှစ်သုံးနှစ်ကြာတယ်ဆိုဟုတ်ပြီထောင်ထဲမှာအပြင်မှာတို့နဲ့တူတူစစ်တိုက်ပဲစစ်တိုက်ပြီးလို့ရှိရင်တစ်နှစ်ပဲစစ်တိုက်ပဲ တနည်းပဲစစ်တိုက်ပြီးပြီဖြစ်ရင်မင်းလုံးဝပြန်လို့ရတယ်နော်ဆိုတဲ့ပုံစံမျိုးနဲ့စစ်ပြေးမှုနဲ့ထောင်ကျနေတော့အဲထောင်သားတွေကိုနော်ဒီပေါ့စစ်တီစစ်ပြေးတွေကိုပြန်ပြီးတော့စီယုံနဲ့စီယုံပြီးတော့စာချုပ်ချုပ်တယ် moment တင်တန်းတလတက်ရတယ်တက်ပြီးတဲ့ခါကျတော့တခါတည်းအဲရှီလန်လွတ်တယ်ပေါ့ဗျာနော်အာစစ်သားတွေမှာနော်ဘယ်စစ်သားမဖြစ်ဖြစ်ပါအဲစစ်သားတွေမှာတခုကောင်းတာသူတို့ကဂတိတည်တယ် တို့ကိုတပွဲတို့ဒါပြီးရင်မင်းတို့အိမ်ပြန်ရပါမယ်လို့သာပြောလိုက်စမ်းပါစစ်တပ်မှာရှိတဲ့စစ်သားတွေကလေတို့ဆောင်ရွက်တဲ့နေရာမှာတကယ်ကိုစမ်းပါလေအဲ့တော့ပသိမ်ကျေးထောင်မှာရှိနေတဲ့စစ်တီတွေကိုဒီလိုပေါ့ဒီသဘောတူညီချက်တိုင်းအဲစစ်ထဲပြန်ဝင်ကြတော့ဗျာပြန်ဝင်တဲ့ခါမှာမွမ်မန်တလာတက်ပြီးတော့အခုဆိုရှေ့တန်းပို့လိုက်တယ်ဘယ်ဘက်ကိုပို့လဲဆိုတော့ကျတော့ကောလင်းဘက်ကိုပို့တယ်ကောလင်းကသဘုံနေများတယ်ပေါ့ဗျာနော် အကောလင်းကိုပြန်တိုက်ယူရတာပြန်တိုက်ယူတဲ့နေရာမှာဒီစစ်တီတွေရဲ့ဆန်းဆောင်မှုကတော်တော်လေးကိုကြီးခဲ့ပါတယ်အဲ့တော့ကောလင်းကိုလည်းပြန်ရတယ်ပြန်ရတဲ့အခါမှာစာချုပ်ကသူတို့ကပြေသွားပြီစာချုပ်ကြရဆိုလို့ရှိရင်တနစ်ဆိုရင်သူတို့ကိုအနေနဲ့ဘယ်တော့မှတက်ကထွက်ခွင့်ပေးရတော့မယ်အဲ့တော့တနစ်ပြေပြီဆိုတဲ့အခါကျတော့သူတို့လည်းပြန်တိုက်ပြီးပြန်လည်းရပြီဟဲ့လားဟိုတရင်တရင်အဖြစ်သူတို့ကဘယ်လောက်လဲဆိုလို့ရှိရင် တရင်3ရင်းလောက်ကိုเนาะခလာရ300ခွန်306 308ပေါ့เนาะခွဲပြီးအောင်ခွဲရတယ် AR ရာကြောရခဲ့ပါတယ်အဲ့ဒီစစ်ကြီးစစ်တီးပေါ့เนาะအဲသူတို့ရဲ့စွမ်းဆောင်ရည်တွေနဲ့လည်း calling မျိုးကိုပြန်ရအောင်တိုက်နိုင်တယ်ဘာကြောင့်လဲဒါပြီးရင်ပြန်ရမယ်ဆိုရဲအတိကသူတို့စိတ်ထဲမှာစွဲနေပြီဒီတိုင်းသူတို့ Greece သစ္စာတည်ကြည်စွာနဲ့သူတို့တိုက်ခဲ့တယ်တိုက်ခဲ့တဲ့ဒီရောက်လည်း calling ကိုပြန်ရခဲ့တယ်အဲ့တော့တနည်းပြည့်တဲ့ခါကျတော့ကျွန်တော်တို့ပြန်တော့မယ်ဆိုတော့ဘာမှလည်းပြန်ရမယ်ဆိုတော့ပြန်လို့လုံးဝမရဘူးဖြစ်နေတယ်အဲ့တော့ တို့ကခမားတို့ပုံမှာဂတိတည်တယ်လို့ခမားတို့ကလည်းဂတိပြန်တည်မှာပေါ့ဟလာနတ်ဆာကဆိုရင်ဂတိပြန်တည်ဖို့လိုတယ်အဲ့တော့တို့တွေပြန်ဖို့လိုတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ခမားတို့ဂတိတည်ပေးပါအဲ့တော့စစ်တပ်ကဂတိတည်တယ်ဟေ့ဆိုလို့ရှိရင်နောက်မှာဝင်မဲ့စစ်တီတွေတန်းစီနေတယ်နော်တန်းစီနေတယ်ကိုကမှဂတိမတည်တဲ့ခါကျတော့တော့ဟိုခမားတို့ဒီကိစ္စမှာအထက်ကမတည်တာလားအောက်ကတင်ပြမှုမရှိတာလား အဲ့တို့အလဲမှာပဲခြာလက်ပဲရမ်းနေတာလားအဲ့တော့ကိုကဂရိတီပါကိုကကိုစစ်တီဒီပေါ်မှာအနိုင်ဆုံးဂရိတီပါအဲ့တော့ဂရိတစ္ဆာနဲ့အညီစစ်တိုက်ဆန်းပါစစ်တိုက်မယ်ဆိုမြန်မာပြည်မှာရှိနေတဲ့ပုံကိုကောင်းကောင်းချိန်မုံနိုင်ပါတယ်နော်အဲ့တော့အဲသူတို့နဲ့အတူတူနှစ်ဖွဲ့ရှိတယ်ပေါ့ဗျာကျွန်တော်ကြားသိရဆိုနှစ်ဖွဲ့တစ်ဖွဲ့ကအဲတနစ်စာချုပ်တနစ်စာချုပ်သမားတွေကစာချုပ်ပြည့်နေပြီမပြန်ရသေးဘူးအဲ့တော့ နောက်တစ်ခွဲကျတော့၃နှစ်စာချုပ်လို့ရှိတယ်သူတို့ကျတော့ဘလို့ပေါ့နော်သူလက်စစ်ပြေးတွေပါပဲစစ်ပြေးတွေဆိုမှထောင်ထဲမှာမနေချင်းတို့ကြောင့်မလို့သူတို့၃နှစ်စာချုပ်ချုပ်တယ်သူတို့ကတော့အကယ်၍၃နှစ်တိုက်၃နှစ်တိုက်ပြသွားလို့ရှိရင်အဲသူတို့လုံးဝပြန်ရမယ်နော်အလုံးဝအပြင်ကိုတက်ကနေပြီးတော့ထောင်ကလည်းထောက်ခွင်းတက်ကတက်တဲ့ဘာမှဘလို့ခေါ်လို့ဆိုလို့ရှိရင်မသက်ဆိုင်တဲ့ပုံစံမျိုးပေါ့ဗျာတာမန်အရသားပုံစံမျိုးနဲ့ပြန်နေရမှာဆိုတော့သူက၃နှစ်စာချုပ်၃နှစ်စာချုပ်သမားက၃နှစ်ပြည့်လို့တက်ကထွက်ရင်သူတို့ကပြင်ဆင်มาရမယ် အဲတနစ်စာချုပ်သမားတွေကကြတော့ဘာမှမရဘူးနော်သူတို့လစာပဲရမယ်အဲလစာပေးတယ်အဲ့တော့သုံးနှစ်သမားတွေကလည်းစစ်တိုင်နေရအခုလက်ရှိအဲ့ဒီ calling မှာပဲစစ်တိုင်နေရတာအဲ့တော့သူတို့ကလည်းစဉ်းစားငါတို့ကသုံးနှစ်ပြည့်ပြန်ရမဆိုသေချာမကြီးတိုက်ခဲ့ကြတယ်တိုက်စီလေးရောက်လည်းအောင်မြင်ခဲ့တယ်စစ်စစ်ပွဲရအဲ့တော့လောင်းငယ်သားတွေကတစ္ဆာရှိရင်တိုက်တော့စစ်ပွဲအောင်မြင်ခဲ့တယ်အဲ့တော့အထက်ကပြန်ပြီးတစ္ဆာရှိပြရမယ်မဟုတ်ဘူးလားအဲ့တော့တနစ်သမားတွေကမထွက်ရတဲ့အခါကျတော့သုံးနှစ်သမားတွေကလည်းစိတ်သက်ကြတာပေါ့ဗျအဲ့တကြောင့်မို့လို့ အဲကျွန်တော်တို့ NASAK ဆိုတာအစိုးရတော့နိုင်ငံတစ်ခုရဲ့အစိုးရဖြစ်တယ်စစ်တပ်ဆိုတာ institution ကြီးဖြစ်တယ် institution ကြီးဖြစ်တဲ့အလျောက်မို့လို့စာချုပ်စာတမ်း convention တွေအပေါ်မှာအခြေခံထားတာဖြစ်တယ်အဲ့တော့ဒီစာချုပ်တွေအပေါ်မှာလည်းသစ္စာရှိရမှာဖြစ်လို့ကို institution ပေါ်မှာသစ္စာရှိရမှာဖြစ်တော့ကိုယ့်ရဲ့ NASAK ဆိုတဲ့အစိုးရနိုင်ငံတစ်ခုရဲ့အစိုးရဆိုတဲ့ဂုံတိတ်ခါပေါ်မှာလည်းပြန်ပြီးတော့လေးစားရမှာဖြစ်တယ်အဲ့တော့လေးစားသမှုရှိမှ စာချုပ်တွေပေါ်မှာလေးစားသမှုရှိရမယ်အဲ့တော့ ဒီအချင်းရပေါ့ဒီစစ်တီတွေပေါ့နော်ဟိုစစ်တီစစ်တီတွေရဲ့ဒုက္ခနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့အခုကြုံနေရတဲ့ဂရိမတိမှုနာဆာအစိုးရဂရိမတိမှုနဲ့ပတ်သက်ပြီးတော့ဘသူပေါ်မှာရေးချင်းဘယ်ကောင်မဒီတောင်းရဘသူပေါ်မှာရှိနေတယ်လဲအစိုးရပေါ်မှာဦးနေမင်းအွန်လိုင်းကိုတိုင်းပဲဂရိသစ္စာမတိတာလားနာဆာကအစိုးရဂရီးသစ္စာမတည်တာလားတောင်းလို့ရှိနေတက်မတော်မှာရှိနေအခြားအဆင့်အလဲအဆင့်တွေပေါ့နော်ဟိုဂရီးသစ္စာမတည်တာလားဘယ်လိုပဲဖြစ်ဖြစ်တော့အခုလက် နိုင်ငံတော်ပေါ်သစ္စာရှိစွာနဲ့ပြန်ပြီးတော့စစ်ပြေးဘဝထောင်ထဲမှာရှိတာမှာစစ်တဲ့ပြန်ဝင်ခဲ့တယ်ဝင်ပြီးတော့တိုက်ပေးခဲ့တယ်တိုက်ပေးသေးသေးရောအခုထွက်ချင်ရောက်တော့မထွက်ရဘူးဆိုတဲ့ခါကြတော့အဲဒါနဲ့ပတ်သက်ပြီးတော့အဲခင်ဗျားတို့သစ္စာဂရီတည်ကြည်မှုနဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ပြောချင်တာပေါ့ဗျာနော်အဲ့တော့အဲအခုဖြစ်နေတဲ့အခြေအနေကဝင်းသူကောလီအင်းတော်ဘက်မှာအဲသူတို့ကိုထားပါတယ်တဲ့နော်ခလာရ300ခွန်306 300နဲ့ရှစ်ပေါ့နော် တော့သူတို့အဓိကကင်တာကတော့ကမ့်ဘလူကကင်တာပါเนาะသူတို့အစ်စ်ဖွဲ့စည်းရတဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့ဗျာเนาะအဲအဲ့ဒါလေးအဓိကအဲပြောခြင်းတယ်အနောက်တဲ့ဂရိသစ္စာတည်ကြည်မှုပေါ့ဗျာเนาะစစ်ပြည်တော်ပေါ်မှာလည်းဂရိသစ္စာတည်ကြည်ရမှာဖြစ်တော့နိုင်ငံရဲ့လက်နက်ကင်အဖွဲ့အားလုံးပေါ်မှာဂရိသစ္စာတည်ကြည်ပါဗျာအခုကဂရိသစ္စာကဘယ်သူကမတည်ကြည်တာလဲအတော့ခင်ဗျားတို့မသိတာလားကျွန်တော်အခုလိုမျိုးပြောပြရတာခင်ဗျားတို့မသိမှဆိုလို့ပြောပြတာပဲရှိပါတယ်เนาะ အဲ့တော့ရဲတပ်ဖွဲ့ဝင်တွေပေါ်မှာလည်းဂတိသစ္စာတည်ကြည်ဖို့လိုတယ်အဲ့တော့ဗျာအခုမြန်မာတိုင်းနိုင်ငံလုံးမှာရဲတွေရှိကြတယ်အဲ့ဒီရဲတွေအနေနဲ့ကယာလူတို့ရေတော်လကောင်းเนาะသူတို့ကဂတိစကားအားဖြစ်တော်လကောင်းအလှည့်အားဖြစ်တော်လကောင်းအဲ့သူတို့ရခိုင်ကိုပို့တယ်ဗျာနော်ရခိုင်ကိုပို့တယ်စစ်တွေလို့ကြောက်ဖြူလို့မန်အောင်လို့ပေါ့ဗျာနော်ကိုလိုမဆိုလို့ရှိရင်တော့နာခခနေကြားဆောင်နေရန်အဲဘယ်လိုခေါ်မလဲဆိုတော့တခိအောင်မဆိုလို့ရှိရင်နေကြားဆောင်စခန်းတွေကိုပို့တယ်အဲ့ပို့တဲ့ခါမှာရဲတွေကနှစ်နှစ်ဂတိစကားနဲ့သူတို့ သွားပေးရတယ်။နှစ်နှစ်ဂရီစကားသူတို့လည်းအေးလေးဟုတ်တယ်နှစ်နှစ်သူတို့သွားတာဝယ်ထမ်းဆောင်ပေးလိုက်မယ်။အဲသူတို့နှစ်နှစ်ပြီးလို့ရှိရင်နောက်ထပ်နှစ်နှစ်တမားတွေကလာကြမယ်။ဒီလိုမျိုးပဲသွေးရလက်ပတ်စီစဉ်တယ်လို့မျိုးပဲဂရီသစ္စာလက်ပတ်စီစဉ်နေမှာဖြစ်တယ်။သို့ပါတော့လည်းပဲအခုအဲသူတို့ယုံကြည်အားကိုးတဲ့လက်နက်ကိုင်အဖွဲ့အစည်းနာဆကကသူတို့ကိုပြန်ပြီးတော့ဂရီသစ္စာ ဖောက်တယ်လို့များသူတို့မခံစားရဘူးလားဗျာเนาะအခုဆိုရင်သူတို့ခံစားနေရပုံစံကသူတို့ရောက်တာနှစ်နှစ်ဂရီစကားနဲ့သူတို့ အဲစစ်တွေကိုရောက်တယ်ကြောက်ဖြူကိုရောက်တယ်အဲ့တော့ဒီနှစ်နှစ်ကပြည့်လို့နောက်ထပ်နှစ်နှစ်ကြာတော့လေပြန်အမလားမလဲနောက်ထပ်နှစ်နှစ်လည်းမပြန်အောင်နောက်ထပ်နှစ်နှစ်လည်းမပြန်အောင်အဲ့တော့နှစ်နှစ်ဂရိစကားနဲ့ရောက်ခဲ့တယ်6နှစ်ကြာတဲ့အထိမပြန်ရဘူးဖြစ်နေတယ်အဲ့တော့ဒီစစ်တီတွေအနေနဲ့ကမျက်နာကြည့်ရပါတော့ဟိုဥမာပြည့်နောက်မှဟိုကြောပဲရှိလို့များသူတို့ကိုဒီတိုင်းထားတာလားအဲ့တော့သူတို့အနေနဲ့စဉ်းစားကြည့်ပြီး အဲ့တော့อืมတက်မလို့ကသူတို့စီကဂရိသစ္စာဟိုလိုချင်ရင်တက်မလို့ကသူတို့ပေါ့ဂရိသစ္စာတည်ဖို့တော့မလိုဘူးလားဗျာเนาะဂရိသစ္စာဆိုတာနှလန်းသွားဖြစ်ရမှာလေเนาะအဲ့တော့လောက်ငယ်သားလေးခင်ဗျာမနှစ်နှစ်နဲ့ရောက်နေပြီတော့အခုချိန်6နှစ်ထိမပြောင်းအောင်မိသားစုကိုလည်းလွှမ်းလာပြီတာသမီးကိုလည်းလွှမ်းလာပြီအမေအဖေကိုလည်းလွှမ်းလာပြီသူတို့ဘက်ကလည်းခင်ဗျာကိုချင်းစာပဲကြည်ပေးဖို့လိုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဆက်လက်ပြီးလေ့လာကြည့်တယ်ဗျာလေ့လာကြည့်တဲ့အခါမှာအဲ အထက်ရာရှိပေါ့နော်ဟိုအထက်ရာရှိခေါင်းဆောင်တွေကလည်းဒါမျိုးတော့သူတို့ဂရီးသစ္စာမမဲ့တော့ပါဘူးလို့ကျွန်တော်ထင်တာပေါ့ဗျာနော်ထို့တူအောက်ချအောက်ခြေကလည်းသစ္စာရှိသစ္စာရှိအလေကနေပြီးတော့ position ချပေးတယ်ပေါ့ဗျာ position ချပေးရတဲ့တွေပေါ့ဘယ်သူကိုဘယ်နေရာသွားဆိုပြီးချပေးရတဲ့တွေသူတို့ကြားထဲမှာအပေးအယူတွေရှိနေတာပေါ့ဗျာပိုက်ဆံဒီပေါ့ရခိုင်ကိုမသွားရဘူးပေါ့နော်အဲ့လိုမျိုးနေရာတွေမရောက်ဘူးအတွက်ကိုဂါတယ်လို့ခေါ်တာပေါ့ဂါတယ်ဆိုတာဂါရဝသွားပြူလာတာပေါ့ဗျာနော် အဲသွားပြီးတော့ကတော့နေတာတွေဟလာပိုက်ဆံပေးလိုက်လို့ရှိရင်ရနေတဲ့ပုံစံမျိုးတွေရှိနေခါကြပိုက်ဆံမပေးနိုင်တဲ့သူပိုက်ဆံမရှိတဲ့သူတွေနော်အနောက်မှာ background ကောင်းကောင်းမရှိတဲ့သူတွေအနေနဲ့ကတော့အဲသူတို့ပြောသလိုအခုချိန်ထိလုံးဝမဲစာတောင်ချေဖို့ဗျာနော်လုံးဝဘလူးမမသွားခြင်းတဲ့အချက်ကိုသွားပြီးဘယ်တော့မှမပြန်တဲ့ခရီးတွေဖြစ်သွားတာတွေရှိတယ်အဲ့ဒီတော့ကြောင့်မလို့တော့ဂရိတ္တစ္ဆာဆိုတာနှစ်ဖက်ရှိဖို့လိုတယ် အတက်မတော်ကလောက်ငယ်သားတွေဂရီတစားလိုချင်လောက်ငယ်သားတွေစစ်တိုက်တာပြားတကယ်ပြားနော်လေးစားဖို့ကောင်းတယ်ပြားနော်တကယ်တမ်းငါမသိငါစခန်းမကြစီရဟာလားအပြီးတော့လို့ရှိရင်လုံးဝရှင်အမှုတော်ဥစည်းစံပြေအောင်ထမ်းဆောင်ပါတယ်ဆိုတဲ့ဂတိမျိုးလိုချင်ရင်ဂရီတစားမျိုးလိုချင်ကိုကလည်းဂရီတစားရှိပြီးဖို့လိုတယ်အဲ့တော့ဂရီတစားတလန်းမောင်းဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ခင်ဗျားတို့အခုဒီကိစ္စမှာရခိုင်ကိုပို့ထားတဲ့ရဲတွေအတွက်လည်း ခင်ဗျားတို့ဂတိသစ္စာတည်ကြည်ဖို့တည်ကြည်ပေးပါကျေးဇူးပြုရေနော်အားလေးကျွန်တော်အအဓိကပြောခြင်းနဲ့ပေါ့ဗျာနော်မဟုတ်ဘူးဆိုလို့ရှိရင်တော့အခုလိုမျိုးအအောက်ခြေတွေက အောက်ခြေစစ်တီတွေစကောင်းကိုဟလာဇန်သူကကြီးတော့မဖောက်သေးဘူးဘလို့ခေါ်မဆိုလို့ရှိရင်နောက်ဆုတ်ပေးလိုက်တာလေအဒါတွေနဲ့ပတ်သက်လာလို့ရှိရင်စေခြင်းနဲ့ပြောခြင်းနဲ့ဟာစစ်တီတွေကိုပြောမယ်ဆိုလို့ရှိရင်လည်းအထက်အရာရှိများကလည်းအောက်ကိုတစ္ဆာရှိမှအောက်ကလည်းအထက်ကိုပြန်တစ္ဆာရှိမယ်အခုတော့ခမားတို့ကိုယ်တိုင်ဟိုက အောက်ခြေကိုသစ္စာမရှိတော့လေလောင်းငယ်သားတွေကတီးခန့်နိုင်မှုအတိုင်းတာကုံသွားတက်တယ်အဲ့တော့မကုံစေခြင်းရင်ခင်ဗျားတို့ဟိုဂရိသစ္စာရှိကြပါနော်ကြာဆုံးလေပြီးတော့တက်မတော်သားတွေသစ္စာကိုစောင့်တည်ယူသေးပါမိဖို့ကနော်ခင်ဗျားတို့ရဲ့သစ္စာတွေကျွန်တော်ဖတ်ဖူးပါတယ်နော်နိုင်ငံတော်နဲ့နိုင်ငံသားတို့ကိုသစ္စာစောင့်တည်ယူသေးပါမိမလားနောက်တစ်ခုကြည့်ပါသေးလားအဲ့တော့ငါအာအထက်မှပြီးတော့အမိန့်နဲ့တာဝန်ကိုခြေပုံသွားထမ်းဆောင်ပါမည်လား။အေးအဲ့တော့အဲ့လိုမျိုးတွေဖြစ်စေခြင်းလို့ရှိရင်တော့ ကိုကလည်းဂရိသစ္စာတည်ပါလို့ပြောချင်တယ်ဗျာနော်ဟုတ်ပြီဒါကတော့အဲစစ်ပြေးတွေကိုပြန်ပြီးတော့အဲစစ်ထဲမှာကျွန်တော်တို့စာကျုံးနဲ့ပြန်ပြီးတော့တာဝန်ထမ်းဆောင်ရတယ်ပုံပါလဲသူတို့ပုံမှာထားတဲ့ဂရိတိုင်းခင်ဗျားတို့ဂရိတည်ပေးပါနော်အဲရဲတွေပုံမှာလည်းစစ်တွေကိုပို့ထားတဲ့ရဲတွေအဲ့ဒါကြောက်ဖြူကိုပို့ထားတဲ့ရဲတွေအလဲပြည့်ချိန်ပြည့်နေပြီစိတ်နေပြီနော်အဲ့ဒါကို ပတ်စံဘလောက်ပေးလို့ရှိရင်မတော်ရအောင်ဘလောက်ပေးကိုအကောင်းဘက်ထားဒီကောင်းဘက်ထားဆိုတဲ့ပုံစံမျိုးတွေအလဲမာများဖောက်နေတာလားအထက်ကများဖောက်နေတာလားတော့ကျွန်တော်မသိဘူးဗျာနော် LB နောက်တစ်ခုအနေနဲ့မိုးညင်းခလာရ15ကိစ္စလေးကလည်းအဲအကြတိရတာဗောနော်သူတို့အထက်ကလည်း view site ပါတယ်အဲကြောင့်မို့လို့ခင်ဗျားတို့မသိတာတော့မဖြစ်နိုင်ဘူးဗောနော်ဟိုအတိမပေးတာလေးနော်အတိမပေးတာလေးဖြစ်ဖို့များတယ်အဲ့တော့အခုလိုမျိုးတည်သွားတဲ့ခါကျလည်းမိုးညင်းမိုးညင်းခလာရ15က အဲ့တိတ်မကြလဲတက်စစ်ဝင်တော့မယ်လို့ကြားသိရတယ်နော်တက်စစ်ဆိုစစ်ဆင်းမှုတွေလာတယ်စစ်ဆင်းမှုတွေလာနေပြီစိုက်ဟပါကြီးလည်းရောက်နေပြီအဲ့တော့အဲ့သူတို့လည်းကောင်းကောင်းစစ်ဆင်းနေပြီတိတ်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်နော်အဲ့ဒါမျိုးလေးတွေအဲမတရားကျွန်တော်တို့ကတော့မတရားမှုကြုံလာရင်မတရားမှုကိုကျွန်တော်တို့ထုတ်ဖော်ပြောဆိုရတာဖြစ်ပါတယ်ဘယ်သူဘယ်သူမှလည်းထိခိုက်ဒုက္ခမရောက်စေချင်ပါဘူးဗျာနော်အဲ့တော့မတရားမှုကိုမလုပ်ပါဒီနေရာမှာကျွန်တော်ကြည့်တာပေါ့နော်တယင်းမှုကလည်းမတရားမှုလုပ်တယ်လို့တော့တယင်းမှုကရောက်ကြပဲဗျာရောက်ကြလို့တော့စစ်တပ်မှာ စစ်သားတယောက်အနေနဲ့အုပ်ချုပ်မှုရှိမယ်ဒီနေရာမှာကျွန်တော်အဓိကသွားပြီးတည်ရင်မှုကတော်တွေကဟိုသူတို့ကတည်ရင်မှုထက်ကြီးနေရည်သွားတွေ့ရတယ်အဲ့တော့ကိုကခင်ဗျားတည်ရင်မှုတွေကျွန်တော်ပြောချင်တယ်နော်မြန်မာနိုင်ငံတော့တည်ရင်မှုတွေကျွန်တော်ပြောမယ်နော်ဘယ်တက်ဘယ်တက်ဘယ်နေရာကဘယ်ရင်မှုတွေဘယ်လိုမျိုးဆိုတာကျွန်တော်သိတယ်နော်အဲတော်တော်များများသောတည်ရင်မှုကတော်တွေနော်တည်ရင်မှုထက်ကြီးပြီးတော့တက်ကိုအုပ်ချုပ်နေတာပေါ့တက်ကဘယ်လိုဆိုမလဲကြောင်းကစံဖြစ်နေရတယ်ကျွန်တော်သိတယ် တော့ပါတော့ညာလည်းပဲကျွန်တော်အလုံးမဟုတ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တုံတောင်ကိစ္စကြီးလည်းကျွန်တော်မပြောချင်ဘူးနော်အဲခုဘုံညင်းခလာရ15ဖြစ်သွားတဲ့အဓိကပြဿနာကလည်းတယင်းမှုကတော်ရဲ့ကိုမဆိုင်ကိုမနိုင်တဲ့နေရာမှာတယင်းမှုထက်ဟိုတစကြီးတပွင့်ကြီးပြီးတော့ဟိုတယင်းမှုကဘာဟောမစတခွေနဲ့အဲ့လေသူတို့ကြည်တာတခွေနဲ့တပွင့်ဆိုလို့ရှိရင်သူကတခွေတပွင့်နဲ့ပူကြည့်တဲ့အဆင့်ကိုသူ့ကိုယ်သူထင်နေတဲ့အတွက်ကြောင့်မလို့တက်ကပြောင်းဆန်မှုတွေဖြစ်နေတာเนาะအဲ့လိုမျိုးဖြစ်နေလို့ကျွန်တော်သုံးသပ်တယ်အဲ့တော့အခု အဲ့တော့အဲသူ့ရဲ့မစင်မခြင်းပေါ့နော်လုံမှုတွေကြောင့်အခုဆိုရင်တက်ကိုမကြဘူးတက်စစ်တွေလာတော့မယ်အခုဆိုစားရဖားတွေလည်းဝိုင်းနာပြီနော်အဝင်ထွက်တွေကစားဝိုင်းနာပြီဖုန်းတွေလည်းစစ်နေပြီနော်တက်နဲ့ပတ်သက်ပြီးတော့လေ့လာနေပြီနော်အထက်ကလည်းအာယုံစိုက်လာပြီအဲ့တော့ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့မပြောချင်လို့မပြောဘဲနဲ့ထားတာတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ဤသူတဦးတယောက်ကိုမှကျွန်တော်ဒုက္ခမရောက်စေချင်ဘူး။မတရားမှုတွေကိုသာရှောင်ပါနော်။မတရားမှုတွေတဲ့စစ်တီတွေအချင်းချင်းကြားထဲမှာမတရားမှုတွေဆိုရင်သာကျွန်တော်တို့ယက်တီတာပါ။ အတုံတောင်ကိစ္စတွေအနေနဲ့ကလည်းအချိန်နေနိုင်ငံရဲ့အချိန်နေဒေသရဲ့အချိန်နေအရာကျွန်တော်တို့နားလည်ပြီးလို့ရတယ်ပေါ့ဗျာနော်တွေ့တိုင်းသိရလည်းမပြောပါဘူးအဲ့တော့အဓိကဒီမိုးညင်းခလာ15ရဲ့အဓိကနမူနာယူကျန်တဲ့တက်တွေပေါ့နော်ကျန်တဲ့တက်တွေ ARU ဘက်ကတက်တွေကျန်တဲ့နေရာတက်တွေအကုန်လုံးတည်ရင်မှုတွေအားလုံးခင်ဗျားတို့အားလုံးပေါ့နော်နမူနာပေါ့ အဲတင်ငန်းစာယူရမှာပါလဲဆိုတဲ့ခါကျတော့တည်ရင်မှာတည်ရင်မှုထက်တည်ရင်မှု ကတော်ကပို့ပြီးတော့အကောင်ဖြစ်ခြင်းကြီးခြင်းလို့ရှိရင်မကြောက်ရင်ဒါမျိုးအရှုပ်ထုတ်တယ်အရှုပ်ဇက်လန်းတွေဝင်လာပြီးတော့တည်ရင်မှုຢາລູທີ່ວ່າດຸກຂະຍောက်ແຕ່ແຕ່ສາວດາຂະຍາລູຕີຕົ້າຊິຈິນແດ່ອະທີແດ່ປູປີຍໍຖ້າပြောຈິນແດ່ເອີ້ລໍຕະຊຸດນິຍາດີບໍນິຍາດີໂອອ່າລົງອ່າລົງວ່າຕັດດີອ່າລົງແລ້ຕີຖ້າບໍເນາະຕະຍင်းມູ ထက်တရင်မှုကတော်လေးလက်ဆောင်ထက်နေတာတွေဟာအဲကြာရင်မကောင်းပါဘူးတက်ရဲ့စီယုံစီလုံးရေးညှို့မှုတွေကိုပြပြစေတယ်အဲ့တော့မိမယူထားရင်မိမကိုမိမနေရာမှာထားပါနော်အမဟုတ်ဘူးဆိုရှင်တော့မိမတရင်မှုလုပ်ချင်နေလည်းမဖြစ်သေးဘူးနော်အဲအားလေးအဓိကပေါ့အဲပြောချင်တယ်နောက်တစ်ခုက မုံကြီးနဲ့ပတ်သက်ပြီးတော့အခုဟိုတုန်းကအရန်ခင်ခဲ့တဲ့သူကြောင့်ဟဲ့ကောင်တော်ပြီးလို့မင်းတို့မုံကြီးခါရဆန်ကဒီလိုဒီကြောင်ရှိရဆိုပြီးတော့နော်တယောက်နဲ့တယောက်နဲ့အရင်တုန်းကခင်ပခုံးဖက်နေရနေပြီးတော့နောက်ဆုတ်နောက်ဆုတ်မှုတွေတော့မှကြုံနေရတယ်အဲ့တော့ဒါမျိုးတွေကြားသိရကျွန်တော်စိတ်မကောင်းဘူးဒါတော့မှကျွန်တော်အကုန်လုံးမပြောထားပါဘူးဆိုတော့သိနေကြတာပါပြောလည်းမပြောချင်ပါဘူးနော်ပြောရင်မကောင်းဘူးဗျာနော်ဆက်ပြောမယ်ဆိုလို့ရှိရင်အဲဘယ်လိုခေါ်မလဲသူခင်ဗျာမလည်းယာတုကယာတုကအခုမှ အော်ရှင်နင်းထွက်တာဆိုတာတရင်မှုအစင်ပေါ့နော်တပွင့်တော့ပေးတာပြီးအဲတခွေနဲ့တရစ်တော့ဘာခေါ်သူတို့တခွေနဲ့တပွင့်တော့ပေးတာပြီးအဲသို့ပါတော့လည်းပဲနှစ်တွေ့အတိမပြူရသေးတဲ့အခြေအနေမျိုးလေးမှာအဲသူများဘာလို့ဘာလို့မှဒုက္ခမရောက်စေချင်ဘူးနော်အဲ့တော့တရင်မှုပေါ့နော်နာမည်လည်းကျွန်တော်မပြောဘူးနော်အဲ့တော့ခင်ဗျားလည်းသတိထားပါနေထားပါဆိုတာကတရင်မှာနော် မိမိကိုယ်တိုင်အုပ်ချုပ်ပါမိမိကိုယ်တိုင်စီမံပါတရင်မှုကတော့နေရာတကာမှာလိုက်ပြီးတော့ကကြက်ကကြက်ပကြက်ပကြက်လိုက်လုပ်နေတာအချိန်တိုင်းခမရဒုက္ခရောက်မှာကျန်တဲ့တရတည်ရင်မှုတွေလည်းကျွန်တော်ဒါအကြံပေးတာပါဘောနော်ချိန်တိုင်းခမောက်ဒုက္ခရောက်တတ်တယ်မိမမိမနေရာမှာထားနော်တော့ဒေးစားဖို့တော့လိုတယ်နော်ဒေးစားဖို့ဆိုတာမိမကိုမိမနေရာမှာပဲထားပါမိမကိုတခါလေဟိုတည်ရင်မှုနေရာမှာတင်တာတခါနေမဖြစ်စင်းနဲ့အဲ့တော့မိမရဲ့ စမ်းဆောင်ရည်တွေပေါ်မှာလေးစားမှာဖြစ်တယ်လို့ယောက်ျားရဲ့ယောက်ျားကိုလည်းယောက်ျားလို့ပြန်လေးစားမှာဖြစ်တယ်လေးစားမှုစာပြန်လည်ရှိဖို့လိုတယ်ပေါ့ဗျာနော်အဲအဲ့ဒါလေးကျွန်တော်အဲပြောချင်တယ်အဲနောက်တစ်ခုအနေနဲ့အာ PDF တွေကတဲ့ဗျာနော်ဟိုမန္တလေးမြေကြီးနားလမ်းပေါ့နော်သွားနေတဲ့လမ်းကျောမှာခင်ဗျားတို့အဲ့ဒီတိုင်းဒီပေါ့ပြည်သူကိုချစ်ပါတယ်ဆိုပြီးတော့ပြည်သူကိုဒုက္ခပြန်ပေးနေသော PDF တွေအဲခင်ဗျားတို့သိစေခြင်းတယ်ပေါ့နော် တော့မန္တလေးညကြီးနာလန်သူ့လမ်းကျောကနေပြီးတော့ကားလမ်းကနေပြေးမသွားမင်းနဲ့ကုန်ကားတွေအားလုံးကိုဘဲကသွားလဲဆိုကွင်းလမ်းက ပြေးသွားတယ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးရုပ်တံဖိုင်နေကျွန်တော်မအများကြီးပါဗျာနော်ရုပ်တံတွေကအစားကျွန်တော်ထုတ်ပြလို့ရပါတယ်အဲ့တော့ကွင်းလမ်းကပြေးသွားတဲ့ခါကျတော့ကားတွေကပြက်လမ်းတွေကပြက်ကုန်တွေကပုတ်သွိုးအဲ့လိုမျိုးတွေဖြစ်ပြီးအဲ့ကွင်းလမ်းမှာဘသူတွေကဈေးရောက်လို့ဆိုရှင် PDF တွေကဈေးပြန်ရောင်းတယ်ဈေးရောင်းတဲ့မိန်းမတွေကဘယ်လောက်ရောင်းလဲဆိုတော့ချင်းကြောက်တလုံးနဲ့စီစမ်းလေးကိုတဲ့အဲသမင်းတပွဲကို1000ကျော်ပေးရတယ်တဲ့နော် တောင်းတောင်းဘလောက်တော့သူတို့ပေးရဆိုလည်းပဲနော်ပြီးတော့ကြက်ဥတလုံးကအဲ့မှာတထောင်ဖြစ်နေပြီအဲ့လောက်ထိကိုပြည်သူကိုပြန်ဒုက္ခပေးနေတဲ့မင်းတို့ PDF တွေနော်ဒီတော်လန်ရေးအုပ်စုတွေပါဆိုတဲ့သူတွေလည်းခင်ဗျားတို့ခင်ဗျားတို့ယွံ့ရအောင်မြတ်တော်တော်လေးတော့ယွံ့နေပြီနော်ပြည်သူတွေကတော့တော်တော်ယွံ့နေပြီအဲ့ဒီတဲ့ပူအဲ့မှာ island ကျောမှာ PDF 10ရောက်ဆိုလို့ရှိရင် KIA တရားအုပ်ချုပ်ပါတယ်တဲ့ဖြူဖို့အထက်ကနေပြီးတော့မြစ်ကြီးနားကိုတက်တဲ့လမ်းရယ်နော်မန္တလေးမြစ်ကြီးနားလမ်းရယ်နော်အဲ့တော့ PDF တွေကလည်းတကယ်ကျွန်နေပဲနော်မင်းတို့တွေလည်း နိုင်ငံကိုပြန်ဒုက္ခပေးနေတယ်အဲ့တော့ကွန်မောင်အနေနဲ့အခုဒီလောက်မှာတက်နဲ့ပတ်သက်ပြီးတော့ပဲဝေဖန်မှုတွေများနေတာပေါ့နော်အဲ့တော့ PDF နဲ့ NUG ကိုဘာကြောင့်မို့လို့ဝေဖန်လဲဆိုတဲ့အခါကျတော့ဝေဖန်တော့အဆင်မရှိတော့ဘူးဝေဖန်တော့အဆင်မရှိတော့ဘူးအဲ့တော့သူတို့မှာဘာလဲဆိုတော့ P NUG PDF အုပ်စုဆိုတာကတနည်းအားဖြင့်ဒီ EAO တွေပေါ့ဗျာနော်ဒီအမိချက်မိစားကောင်းချက်ကောင်းစားဒီလက်နက်ကင်တွေရဲ့ဂျုံဘွားပဲရှိတယ်အဲ့တော့ ဒီ EAO တွေနေကိုဝေဖန်လိုက်ခြင်းဟာဒီ NUG အုပ်စုပါတခါလည်းပါသွားပြီเนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်တောင်းလဲဒီ PDF တွေကို PDF တွေ NUG အုပ်စုတွေကိုကျွန်တော်အနေနဲ့ဝေဖန်မှုမှာနည်းနည်းလေးအားနည်းနေရတော့ရှိတယ်ဒါပေမဲ့အခုဒီကိစ္စမှာတော့ပြည်သူတွေကကျွန်တော်စိတ်မကောင်းဖြစ်နေပြီတော်တော်ဒုက္ခရောက်နေပြီเนาะအဲ့တော့ဒီကိစ္စအဓိကတော့ဗျာเนาะခင်ဗျားတို့ရဲ့ဒီတက်ကလည်းရှင်းလင်းမှုတွေမဆောင်ရွက်နိုင်တာဟောအဓိကအာပြောရမှာပါเนาะဟုတ်ပြီနောက်တော့တောင်ငူတန်တောင်ကြီးလမ်းပိုင်းပေါ့ဗျာเนาะ တောင်ဝဲတန်တော်ကြီးလမ်းပိုင်းသွားရင်ဒါမှမသွားလို့ရှိရင်တော့အဲ့မှာတက်တည်ရှိတယ်ဒီတက်တည်ကတက်ထဲမှာပဲနေပြီးတော့တဘုံကလုံးဝအခုဒီ KNU PDF တွေကလမ်းကြောကိုလုံးဝပိတ်ထားပြီးတော့တပင်းတွေလည်းပိတ်ထားတယ်တနတ်တွေနဲ့စောင့်နေပြီအဲ့တော့လုံးဝဒီရိတ်ခါတွေဖြတ်တဲ့အခါမှာပြည်သူလူထုတောင်မှအခုမြေစာပင်ဖြစ်နေပြည်သူလူထုကဆန်6ပြည်ပဲတည်လို့ရတယ်နော်စိုင်ကယ်နဲ့တနိုင်တပိုင်တည်လို့ရတယ်ပြည်သူတွေလည်းဒုက္ခရောက်နေတယ်အဲ့တော့ပြည်သူကလည်း ဒီတောင်တမ်တောင်ကြီးလမ်းပိုင်းကတပုံတွေကိုတမင်းကမွေးမြူနေတဲ့လမ်းလားလို့မေးမေးလို့ရနေပြီမေးနေကြပြီပေါ့ဗျာနော်အဲ့တော့တက်တဲ့အားလုံးကလည်းတတိမရှိတာလားတရေဘောကြောင်တာလားခင်ဗျားတို့ဟိုပြောရင်နိုင်ငံနဲ့ပြည်သူကိုဟလားပြည်သူကိုကာကွယ်တာပြည်သူကိုကာကွယ်ကိုယ်ကိုယ်ကိုတောင်ကာကွယ်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်နေတာအဲ့တော့ခင်ဗျားတို့ကိုဘု து ကိုပြည်သူကယုံကြည်လို့ယုံကြည်ရမလဲမသိဘူးဖြစ်နေပြီနော်အဲ့တော့ တက်မတော့တိတ်ခါကြတာဗောဗျအဲ့လောက်ဒီတိတ်ခါတော့အကြမခံနဲ့လေဗျာနော်အခုပြည်သူတွေခင်ဗျာမဆန်6ပြည်ပဲတဲလို့ရရရှိကျုပ်တလုံးတလုံးကကျုပ်တလုံးကိုတထောင်ဖြစ်နေပြီတဲ့နော်ရန်သူကပိတ်ဆိုတာတော်တော်အောင်မြင်နေပြီပြုမင်းလင်းပြောရင်တက်တယ်မှာတော့မှအခုစားကြမရှိတဲ့အခြေအနေမျိုးတွေဒီဖြစ်လာတယ်နော်အဲ့မှာဒီကြားလေးရကထပ်ပြီးတော့ without car တွေထပ်ဖမ်းနော် without car တွေဆိုတာတက်က3နဲ့အဓိက without car တွေဖမ်းနေအဲ without car တွေတုံးနေရတာအဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့တက်မှာရှိတဲ့ကားတွေကအလုံးမလုံးဘူးအလုံးမလုံးတော့ဒီ without ကားတွေကိုတုံးနေတာတက်တက်ကလည်းပြန်တုံးနေတာအဲ့တော့ ခုတ်ရတခြားရှရရတခြားပြဒီဝိသောကားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကကနနအဲကျွန်တော်ဆက်လက်ပြီးတော့ပြောပါမယ်ဒီနေ့ပြောသွားတာကျွန်တော်မနေ့ခုရှိပြီဆိုရင်တော့အဲပသိမ်ချင်းထောင်ကနေပြီးတော့စာချုပ်နဲ့နော်ခေါ်သွားတဲ့ဒီစစ်ပြေးစစ်တီတွေကိုစာချုပ်ပြည့်နေတော့ညာလဲပဲသစ္စာဂတိမေ့သွားတဲ့နော်ဆိုရဘက်ကဂတိဖောက်ပြန်နေတယ်အဲ့တော့အားကြောင့်မကူ ILO နော် Article 33ရတယ်ခင်ဗျားတို့အဲ့အားကြောင့်မဟုတ်ခင်ဗျားတို့ထိရတခြားကြရင်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့လေဟိုမကျင်တတ်ဘူးဆို ILO အခုဒါကဘာပဲဖြစ်ဖြစ် ဟိုစစ်တီးစစ်တီးတွေနဲ့ခင်ဗျားတို့နဲ့ချုပ်ဆိုတာစာချုပ်ဒါအလုတ်စာချုပ်အလုတ်စာချုပ်ဆို ILO အလုတ်သမားရှုလောက်ကကြည့်မယ်ဆိုတော့ခင်ဗျားတို့အလုတ်သမားအေးမှာအလုတ်သမားအေးပဲဒါပုံမှန်လေးပြောမယ်ဆိုရင်နော်ခင်ဗျားစာချုပ်ချိုးဖောက်နေပြီနာစာကဒါစာချုပ်ချိုးဖောက်တာပဲအဲ့တော့ ILO မှာထပ်ပြီးတော့ခင်ဗျားတို့ဒါလည်းထပ်ပြီးတော့တင်ပြရမှာဖြစ်နေပြီအဲ့တော့ကိုနိုင်ငံကိုပြည်တွင်းရေးကိုရှားဖွဲ့စည်းရဝင်လာလဲမကြိုက်ဘူးကိုကောက်ကိုလုံတဲ့ခါကျတော့လေကိုကောက်ကိုလုံတဲ့ခါကျတော့လေချိုးဖောက်လဲဆိုတဲ့ခါကျတော့ ဘယ်လိုလဲမှားတာပဲဗျာနော်မှားတာပဲအဲလိုနောက်တဲ့သုံးနှစ်သမားတွေစိတ်တကြနေပြီနော်အစစ်ပြေးသုံးနှစ်သမားတွေပေါ့စစ်ပြေးစစ်တီသုံးနှစ်သုံးနှစ်စာချုပ်သမားတွေစိတ်တကြတယ်အဲ့တော့ ILO စာချုပ်တွေနဲ့နော်မညှိကျင်တော့ခင်ဗျားတို့လည်းဒါနည်းနည်းပပတော့ခီးဆိုင်စေချင်တယ်ဟိုညာနော်အဲနောက်တစ်ခုအနေနဲ့ကတော့အဲဆန္ဒမွန်ညခလာ15ဟိုညာနော်အဲ့တော့အဲ့ဒါကိုတိတိကျကျကျွန်တော်ပြောပြနေနော်ဟိုတတ်တတ်ညံ့ညာနဲ့ဖြစ်သွားဖို့အတွက်ကခင်ဗျားတို့လည်းအနိုင်မကျင်းတော့ဗျာနော်ကျွန်တော်လည်းပြောတော့ နော်အားလည်းပြောကြတယ်ကျွန်တော်ကျောင်းဆက်ကြားနေရတယ်ဆက်ပြီးတော့ထောက်ထားတွေတွေ့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဆက်လက်ပြီးပြောဆိုပါမယ်ဆက်လက်ပြီးဖော်ထုတ်ပါမယ်နော်ဟုတ်ပြီနောက်တန်တောင်းတန်အောင်ကြီးလမ်းပိုင်းကိစ္စကျွန်တော်ပြောပြီးပြီဆိုတဲ့ခါကျတော့အဲနောက်ဆုံးအနေနဲ့ကျွန်တော်ဆက်လက်ပြီးပြောချင်တာကတော့အခုအမ်နော်ဟိုဆက်ဆက်ယူကနေပြီးတော့ဓမ္မပါဠိငကရစ်တောင်ပေါ့နော်ဒါလွန်ခဲ့တဲ့9ရက်လောက်ကပေါ့ကျွန်တော်လည်းမအားတာပေါ့ကျမ်းမာရေးမကောင်းတဲ့အတွက်ကြောင့်မလို့နည်းနည်းမပြောပဲထားခဲ့မပြောပဲနေနေတာချင်းအဲ့မှာ တိုက်ပွဲသတင်းတွေခင်ဗျားတို့တည်မှာသိကျင်တယ်လေအဲ့တော့အေယာဝတီတိုင်းမှာပါဆက်ဆက်ယူရွာကနေဓမ္မပါလာငကရေတောင်ပြူဟာကိုသွားတာလမ်းမှာပြူဟာမူပေါ့ပြူဟာမူလို့ခေါ်တယင်းမူပေါ့ဗျာတယင်းမူနဲ့အဖွဲကဖြတ်တိုက်ခံရတယ်ဖြတ်တိုက်ခံရတဲ့အခါမှာတယင်းမူကြတယ်ကျန်တဲ့အခြားစစ်သည်၃ယောက်ကြတယ်အလုံးပေါင်း၄ယောက်ကြတယ်နော်ဒါအဖြစ်ရှိတိုင်းပဲကျွန်တော်ပြောပါမယ်နော်ကြတယ်ကြကြည့်ပြီးတဲ့အပြင်ကိုအေအေကနောက်ထပ်ဒီကျွန်တော်တို့ အဲရွာသား၃ယောက်ကိုဖမ်းခေါ်သွားတယ်အဲ့ဒီဗျူဟာမှုအဲအဲ့ဒီတရင်မှုအလောင်းကအခုချိန်ပြီးတော့ကောက်လို့ကျွန်တော်နောက်ဆုံးကြားသိရအချိန်လေးပြီးတော့ကောက်လို့မရသေးဘူးလို့ကြားသိရတယ်အဲ့လွန်ခဲ့တဲ့ကျွန်တော်တို့အနည်းခံမှန်းရမှာဆိုတော့9ရက်လောက်ကဖြစ်သွားခဲ့တာပေါ့နော်အဲ့တော့28ရင်းမှုပေါ့တရင်မှုကြာသွားတယ်အဲ့တော့ဒါစီရေးအချိန်လေးပေါ့ဗျာနော်